မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စက်တင်ဘာမှဗိုလ်ကြီးတအုပ်အပါအဝင်စေအုပ်စုတပ်သား68ဦးဗတ်ပြောင်းခုလုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ဖြူသူရင်ကွင်း People and Place တို့ကိုချိတ်ဆက်ပြီးစက်တင်ဘာလအတွင်းစေအုပ်စုတပ်ကဗိုလ်ကြီးတအုပ်အပါအဝင်တပ်ဖွဲ့ဝင်68ဦးဖြူသူရင်ကွင်းခုလုံးခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ် ပြည်သူ့ရင်ခွင်ခိုလုံလာတာ68ဦးအနက်လက်နက်ဖြင့်ဝင်ရောက်လာသူ18ဦးရှိပြီး MA1 စက်တလန်း MA3 လေးလက်လက်ပြပုံ၄လုံးနေမိုင်း၂လုံးကြီမျိုးစုံ960တောင်ကျော်တို့ကိုယူဆောင်လာကဗတ်ပြောင်းခိုလုံလာတယ်လို့ဆိုပါတယ်။ဗတ်ပြောင်းလာသူတွေထဲမှာစစ်အုပ်စုတပ်ရဲ့အာရမလူသစ်စုဆောင်ခံရသူပြည်သူ့စစ်မှုထမ်း58ဦးနဲ့ရဲတအူ၊ဗိုလ်ကြီးတအူ၊တက်ကြွကြီးတအူစစ်သား၈ဦးတို့ပါဝင်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးအုတ်ဖို့မျိုးနဲ့ဂျိုကိုပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို၄ချိန်ကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဖကိုတိုင်းအုတ်ဖို့မျိုးနဲ့ဂျိုကိုပင်ရွာကိုစစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်တပ်ကို၄ချိန်ကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်းတာယော်ဒီထင်ပတ်ကဖတ်တရေးတာဝန်ကရဲဘော်ဒီမွန်ကသတင်းဌာနကိုပြောကြားပါတယ်။ စတင်ပါလ30ရက်နေ့မှာစတင်ပြီးအုပ်ဖို့မြို့ပေါ်မှာတန်ချက်ကာကာ၃စီးဖြင့်ချိုးကိုပင်ရွာကိုစစ်ကြောင်းထိုးရန်ရောက်ရှိလာသောအား100ကျော်ပါစစ်ကြောင်းကိုတော်လရင်တပ်ဖွဲ့များကလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲများသည့်အော်တိုပါလ၁ရက်နေ့ည9:00နာရီတိ၄ချိန်ဖြစ်ပွားခဲ့ပြီးအကြံဘတ်စစ်တပ်ဘက်မှ9ဦးသေဆုံးကာထိခိုက်ဒဏ်ရာရရှိသူများပြားသောကြောင့်စစ်တပ်စစ်ကြောင်းကညရင်ချင်းအုပ်ဖို့မြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါတယ်။ စစ်ခွေးတွေကစက်တင်ဘာလ30ရက်နေ့မှာအုပ်ဖို့မြို့နယ်ချိုကိုပင်ရွာကိုအင်းအား100ကျော်နဲ့စစ်ကြောင်းထိုးလာတာပါတိုက်ပွဲကတော့လေးချိန်ဖြစ်ပွားခဲ့တယ်အော်တိုဘာလ1ရက်နေ့ည9:00နာရီတိထိထွေတိုက်ပွဲတွေဆက်တိုက်ကိုဖြစ်ပွားခဲ့တာတိုက်ပွဲတွင်မှစစ်ခွေးတွေဘက်က9ဦးသေဆုံးပါတယ်စစ်ခွေးစစ်ကြောင်းကတော့မရှိတော့ဘူးအထည်နာပြီးတော့အုပ်ဖို့မြို့ကိုမနေ့ကညရင်းချင်းကိုပြန်လည်ဆုတ်ခွာသွားတယ်ဟုတာယာဝတီခရိုင်ပကဖတက်ရီတာဝန်ကန်ရဲဘော်ဒီမွန်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုတာယာဝတီခရိုင်ပကဖတိုက်ခိုက်ရေးတပ်ခွဲတော့ တာယောရီခိုင်ပကဖဂျုံတပ်ဖွဲ့ဂျိုးပင်ကောက်ဟီရိုးပျောက်ကြားတပ်ဖွဲ့အုပ်ဖို့မြောက်ပျောက်ကြားတပ်ဖွဲ့ Flat Dragon GBK PDF တပ်ဖွဲ့နှင့်ဇီကုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လန်ရေးရဲဘော်များထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတန်းစင်မျိုးနယ်တနေပါကိုစစ်အုပ်စုမီရှုကပြည်သူပိုင်ဆန်အိတ်နှင့်အခြားပစ္စည်းများကိုကားဖြင့်တဲဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းတန့်ဆယ်မြို့နယ်မှာစစ်ကြောင်းဖွင့်အကြမ်းဖက်စစ်အုပ်စုကတနေ့ကျေးရွာကိုဝင်ရောက်မိရှို့ဖျက်ဆီးခြင်းအရက်သားပိုင်းစံအိတ်တွေကိုကားတွေနဲ့တည်ယူနေကြောင်းတန့်ဆယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်အော်တိုဘာလာတရက်မနီမနက်ပိုင်းကစလို့တန့်စယ်မြို့နယ်တောင်ဘက်ခပောင်းကြိုင်ကျေးရွာအုပ်စုတနေကျေးရွာကိုအကြမ်းဖက်စစ်ကြောင်းတွေဝင်ရောက်ခဲ့ပြီးအရက်သားနေအိမ်တွေကိုတနေကုန်မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။တနေကုန်မနီကတော့မီးရှို့တယ်ဒီနေ့ကျစံအိတ်တွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုသုံးမိကားတွေနဲ့တန့်စင်မျိုးတွေကိုတဲ့ပို့နေတဲ့ပုံတခြားလှုပ်ရှားမှုတော့မတွေ့ရပါဘူးလို့တန့်စင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။အဆိုပါအကြံဖက်စစ်ကြောင်းထဲမှာခမာယာ361တပ်ကအကြံဖက်စစ်သားတွေနဲ့ဝါသဘွားလက်အောက်ခံပြူစောထိတပ်တွေပါဝင်ပြီးတန့်စင်မျိုးနဲ့ခပောင်းကြိုင်ကြေးရွာကစစ်ကြောင်းတစ်ခုအပြင်ရေဦးမျိုးနဲ့အောင်သာရွာကနေပါနောက်ထပ်စစ်ကြောင်းတစ်ခုထပ်တိုးလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။စစ်ကြောင်းတစ်ခုဟာတနေကြီးရွာအတွင်ပေါင်းစုံသွားခဲ့ပြီး လက်ရှိအချိန်အထိအင်အား200နီးပါးနဲ့တက်ဆွဲထားတယ်လို့လည်းသိရပါတယ်။ဒါပြင်စစ်ကြောင်းတွေဝင်ရောက်လာချိန်အကြံဖတ်စစ်အုပ်စုကတန့်စင်မျိုးတောင်ပတ်ချံကိုဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါသေးတယ်။လက်ရှိမှာတန့်စင်ရေဦးလမ်းပိုင်းကကြီးရွာအုပ်စုတွေဟာစစ်ကြောင်းအနေရဲ့အပြင်လေကြောင်းအနေရဲ့ကိုပါရင်ဆိုင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းတန့်စင်မျိုးနယ်နဲ့ထိစပ်နေတဲ့ရေဦးမျိုးနယ်အတွင်းကရေဦးပကဖအဖွဲ့ဝင်ဟောင်းတယောက်အပါလူ၆ယောက်ကိုစစ်အုပ်စုကဖမ်းဆီးရမိခဲ့ပါသေးတယ်။ ဒီကိစ္စလည်းဖြစ်ထားတော့တန်ဆယ်နဲ့ရေဝက်ဆက်ကိုနည်းနည်းရှင်းလင်းချင်တာလည်းပါမယ်။နောက်ပြီးမျိုးပေါ်မှာရွေးကောက်ပွဲလုပ်ခြင်းတော့မျိုးအနီးဝန်းကျင်တွင်နေမည်ရှင်းလင်းတာလည်းပါမယ်လို့တန့်ဆယ်မျိုးနဲ့ပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့တာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်။အကြံဖတ်စစ်တဲ့အာနာသိမ့်ပြီးချိန်ကစလို့လက်ရှိအချိန်အထိတန့်ဆယ်မျိုးနဲ့ရှိကျေးရွာပေါင်း100ကျော်ဟာအရက်သားနေအိမ်9300ကျော်ဟာစစ်ကောင်မရှိတဲ့ရဲ့မီးရှို့ဖျက်ဆီးခြင်းခံထားရတယ်လို့သိရပါရယ်။ဆလပီလူနဲ့လက်နဲ့ခေရန်မှများလို့ကြောင်မဲမျိုးကခိတ္တဆုပ်ပေးလိုက်ရလို့ TNL ပြော။ ကြောင်မဲနောင်ချိုတိုက်ပွဲသင်ခန်းစာယူပြီးပြန်လည်သုံးသက်ပြင်ဆင်သွားမယ်လို့ဆိုစစ်တပ်ကိုတိုက်ခိုက်ရန်ရှမ်းမြောက်ကလက်နက်ကင်တပ်ဖွဲ့တွေအပြင်ဒေါ်လန်ရေးတပ်တွေအားလုံးကိုလည်းဖိတ်ခေါ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကနေစုခွာပေးလိုက်ရပြီးလူအင်အားနဲ့လက်နက်ခဲယံမှများတာတာကြောင့်ဆက်လက်ကုကံဖို့ခက်ခဲနေတာကြောင့်ခိတ္တဆုပ်ပေးလိုက်ရတယ်လို့တောင်းတက်မလို့ DNL ကပြောကြားပါတယ်။တက်ဆုပ်ထားပြီးအခြေအနေမျိုးဖြစ်ပါတယ်။ လောလောဆယ်မှာတော့မြို့တွင်းထဲမှာဆိုစစ်ကောင်စီတပ်ကဝင်ရောက်ပြီးတော့မှထိ ंछ ုံနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်လို့တောင်တက်မတော် DNL ရဲ့ပြောရေးဆိုခွင့်ရှိသူခွေးရည်ဦးကသတင်းဌာနကိုပြောပါတယ်။တနစ်ကျော်သိမ့်ပိုက်ထိ ंछ ုံထားတဲ့ကြောင်မင်းမြို့ကနေ DNL တပ်တွေအော်တိုဘာ၁ရက်မှာဆုတ်ခွာပေးလိုက်ရပြီးနောက်တစ်ရက်ဖြစ်တဲ့အော်တိုဘာ၂ရက်မှာသတင်းဌာနရဲ့ဆက်သွယ်မေးမြန်းမှုအပေါ် DNL ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောကြားတာဖြစ်ပါတယ်။ရှမ်းမြောက်ကကြောင်မင်းနဲ့နောင်ချိုမြို့ကနေဆုတ်ခွာလိုက်ရတဲ့အပေါ်သင်ငန်းစာရီရပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာကြံအားနည်းချက်တွေပြန်လည်သုံးသပ်ပြီးဆောင်ရွက်သွားဖို့ရှိတယ်လို့လည်းပြောပါရယ်။သင်ကန်းစာကတော့အများကြီးရပါတယ်။အများကြီးဆိုတဲ့တိုက်ပွဲနဲ့အချို့ဟာတွေကအလုံးလေသူ့ထင်မြင်ချက်နဲ့သူယူဆချက်နဲ့ရင်းနေကြတာမျိုးတွေရှိတယ်။တချို့ကလည်းစာတွေပေးပို့ပြီးတော့မှရေးသားတာမျိုးတွေရှိပါတယ်။ကျမတို့ဘက်ကလည်းသင်ကန်းစာတွေကတော့ရယူပြီးတော့မှလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ပြီးတော့မှဆောင်ရွက်သွားဖို့ရှိပါတယ်လို့တွေးရည်ဦးကပြောပါတယ်။ ကြောင်မင်းနဲ့နောင်ချိုမျိုးကိုဟန်ပြထိန်းချုပ်ပြီးဟန်ပြစစ်တိုက်နေတာလည်းမဟုတ်ဘူးလို့လည်း DNL ကပြောပါတယ်။အကောင်ဆုံးခုခံကာကွယ်တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်။လက်တလုံးမှာကြောင်မင်းနဲ့နောင်ချိုကိုယာယီဆုပ်ပေးလိုက်ရတာဖြစ်တယ်လို့လည်း DNL ကပြောပါတယ်။ဒါပြင် DNL အနေနဲ့စစ်ကောင်စီနဲ့နိုင်ငံရေးသဘောတူညီမှုလည်းမရှိထားဘူးလို့ဆိုပါတယ်။စီးရင်မှာတော့အလဲပြောင်းတွေရှိတော့ရှိတာပေါ့လေ။ကိုအေးတာတဲ့အချိန်ရှိသလိုကိုအေးနေတာလည်းရှိပါတယ်။ပြင်ဆင်မှုအကောင်းတဲ့သူကတော့စီးရင်မှာနိုင်ရမှာဖြစ်ပါတယ်။ ဆိုတော့ကျမတို့ဘက်ကလည်းလိုအပ်တဲ့ပြင်ဆင်မှုတွေလိုအပ်တဲ့အားသာချက်အားနည်းချက်တွေသင်ခန်းစာရယူပြီးတော့မှပြင်လဲပြင်ဆင်ပြီးတော့မှနောက်တစ်ခါဆိုတာအပြောင်းလဲတွေဖြစ်လာနိုင်ပါတယ်လောလောဆယ်ကတော့ဘာမှရေရသေးကြတာတော့ပြောနိုင်ခြင်းတော့မရှိသေးပါဘူးလို့လွှေးရည်ဦးကပြောပါတယ်ဒါပြင်ရှမ်းမြောက်ကလက်နက်ကိုင်တပ်ဖွဲ့တွေအပြင်ထော်လန်ရေးတပ်တွေအလုံးကိုလည်းစစ်ကောင်စီတပ်ကိုအတူပူးတွဲတိုက်ဖို့ဖိတ်ခေါ်တယ်လို့ TNL ကပြောပါတယ်အလုံးပူပေါင်းဖို့အမြဲဆန္ဒရှိပါတယ်။လောလောဆယ်ကတော့ပူပေါင်းလာတာမျိုးတွေရှိသလိုမပူပေါင်းမဲ့ကြန့်ရှိနေသေးတာလည်းရှိပါတယ်။ အတက်နိုင်ဆုံးကတော့ကျမတို့ဘက်ကတော့တကားဖွင့်ထားပြီးတော့မှပူပေါင်းဆောင်ရွက်ဖို့အမြင်ရှိပါတယ်လို့လွှေးရည်ဦးကပြောပါတယ်လက်တလုံးမှာအင်အားမမျှတတာရေးနဲ့နဲ့ခရရဲ့လူအင်အားမမျှတတာရေးကြောင့်ဆက်လက်ခုခံဖို့ခက်ခဲနေတာကြောင့်ခိတ္တဆုတ်ပေးလိုက်ရတယ်လို့လည်းပြောပါရယ်။လောလောဆယ်ကတော့ကျမတို့နဲ့ထပ်တူပါဝင်ပြီးတော့ယုံကြည်စွာပါဝင်အားပေးတဲ့သူတွေကိုလည်းကျမတို့ဘက်ကအတက်နိုင်ဆုံးပူပေါင်းဆောင်ရွက်ဖို့ရှိတယ်။ကျမတို့ဘက်ကလူထုနဲ့အတူပဲကျမတို့ယက်တီနေတာမျိုးတွေရှိပါတယ်။ တကယ်လို့လောလောဆယ်မှာမြင်တွေ့နေရတဲ့အပိုင်းဆိုရင်ကျမတို့ဘက်ကပြန်လဲစစ်ဆေးပြီးတော့မှပြန်လဲအားတောင်အောင်လုပ်မယ်ဆိုရင်တော့အပြောင်းလဲတွေရှိလာနိုင်ပါတယ်လို့လွှေးရည်ဦးကပြောပါတယ်။ဒါပြင်တအောင်းဒေတာနဲ့တနိုင်ငံလုံးကပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းကနေပုံကျင်းနေတာကိုအထူးသတိရှိပြီးစစ်ရေးသတိစစ်ရေးအသည့်တွေလမ်းညွှန်မှုတွေလိုက်နာကြဖို့လဲတိုက်တွန်းပါတယ်။စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်